ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာမနေ့ကမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ချင်းနဲ့ပတ်သက်လို့ပညာရှင်ဒေါက်တာမျိုးတန်းကို DPP ကအတိုက်ရိုက်ဆက်သွယ်မေးမြန်းတော့မှာပါဟုတ်ကဲ့မင်္ဂလာပါဆရာကြီးအခုဒီငလင်ချင်းလှုပ်ပြီးတဲ့နောက်မှာငလင်ငယ်တွေနေရာနဲ့မှာစတိုက်လုပ်နေတာရှိတော့ဒီခြေနေတွေကဆရာစိုးရင်ရလားဘလို့ပြင်ဆင်မှုတွေလုပ်ထားတင်လဲဆိုတာလေးပြောပြပေးပါခင်ဗျအဲဟောပါလေမနေ့ကကျွန်တော်တို့ဒီစကိုင်းပြိုက်ပြီးပေါ့လေကာနေပြီးတော့ ဒီ inward segment ကနေပြီးတော့ကျွန်တော်ငလင်ကြီးပြင်အား contact မှာခွန်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တယ်။အဲ့ဒီနောက်ကျွန်တော် နောက်ဆက်တွဲငလင်ဇက်တိုက်ပေါ်ကျွန်တော်လှုပ်ခတ်ခဲ့တယ်။အဲ့တော့ပထမအောင်ဆုံးနောက်ဆက်တွဲငလင်ဆိုလို့ရှိရင်ပြင်အားကျွန်တော်တို့6တက်သမာ4ထိတောင်ရှိခဲ့တယ်ပေါ့နော်။ဆိုတဲ့အခါကျတော့ဟိုဟိုပြင်အား contact မှာခွန်ဖြစ်တဲ့တောင်မလို့ဒီစကိုင်းပြည့်ရရနေပြီးတော့နောက်ဆက်တွဲငလင်တွေကတော့ဇက်တိုက်ကျွန်တော်တို့လှုပ်မယ်လို့ယူဆကြတယ်။ အဲ့တော့ပြင်ရသည်ကျွန်တော်ငါအနဲ့အထက်ပေါ့လေ6ပတ်ဝန်းကျင်အထိကျွန်တော်တို့လှုပ်ခတ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီမန္တလေးနယ်ပေါ့စကိုင်းဝန်းကျင်နောက်တစ်ခါတောင်ဘက်ပေါ့ကျွန်တော်တို့ဒီမိထီလာရမဲတင်နေပြီးတော့စသည်ဖြင့်ပေါ့ဒီဒေသတွေကဒီပြည်သူတွေအနေနဲ့နောက်ဆက်တွဲငလင်းနဲ့ပတ်သက်ပြီးတော့အသည့်သတိလေးတွေရှိကြဖို့ကျွန်တော်တို့အနေနဲ့သတိပေးနှိုးဆော်လိုတာပေါ့ဟောဒါကတော့ကျွန်တော်အန်ဒီရဲ့ရှိခဲ့တဲ့ပုံပေါ့အဲ့တော့ကျွန်တော်ဘာဒီမြန်ကျွန်တော်ပြင်ဆင်ထားဖို့သတိထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီ အရင်တော့ကတော့မြန်မာနိုင်ငံငလင်ကွန်တီတို့ဟိုချက်ချင်းဒီအတင်းတို့ကနေပြီးတော့ငလင်နဲ့ပတ်သက်ပြီးတော့ပေါ့လေဟိုငလင်မလုတ်ခတ်ပြီးငလင်လှုပ်နေစဉ်ငလင်လှုပ်ပြီးပေါ့ဆောင်းရံရှောင်းရံနေကျွန်တော်ဗားရီလို့ရမယ်ဆိုတာလေလက်ကန်းစာဆောင်လေးနဲ့ကျွန်တော်ဝင်းကထားတာလေးရှိတယ်အဲ့ဒါတွေကိုအများကြည့်ဘူးလေဟိုဖတ်ကြဘူးလိမ့်မယ်လို့တော့ယူဆမိတယ်အခုလောလောဆယ်ကျွန်တော် point out လုပ်လို့တာကတော့အဓိကပေါ့လေဆိုတော့ဟိုငလင်လှုပ်ပြီးသွားပြီအဲ့တော့မိမိရဲ့ပေါ့လေအိမ်အခြေအနေကိုကျွန်တော်တို့ကအတွင်းအပြင်လေ့လာဆန်းစစ်ပေးကြဖို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းလိုတာပေါ့ ဆိုတဲ့ခါကျတော့ twin ပိုင်းကကျွန်တော်တို့ဒီအိမ်တော်ပရိဘောကတွေပါဝင်အဆောက်အဦရဲ့အစိပ်ပိုင်းတီးတီးကဘလောက်ထိကျွန်တော်တို့ပျက်စီးသွားတယ်လဲအပြင်ကရောဘလောက်ထိပျက်စီးသွားတယ်လဲအကယ်၍ကျွန်တော်တို့ကဒီငလျင်လှုပ်နေစင်မှာအဲ့ဒီအစိပ်ပိုင်းတီးတီးကအပျက်စီးတွေအကွဲချောင်းတွေကများလာတယ်ကျွန်တော်တို့ဒီတွလုံးတွလောင်းတွေရှိနေတယ်တို့လို့ရှိရင်ဒါတွေကိုကျွန်တော်တို့အလင်းမြန်ဆိုဟိုရှင်းလင်းထားဖို့လိုလိမ့်မယ်နောက်ဆက်တဲ့ငလျင်ကြောင့်ဒီအစိပ်ပိုင်းတွေဒီပြန်ပြီးတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင် အဓိကငလင်းတော့မပျက်စီးခဲ့တော့လည်းပဲနောက်ဆက်တဲ့ငလင်းကြောင့်ပြိုကျပျက်စီးသွားနိုင်ရဲ့အဲဒါကြောင့်မလို့ဒါတွေကပထမဆုံးလှုပ်ဆောင်တဲ့အချက်ပေါ့အဲဒုတိယတစ်ချက်ကအကယ်၍များနောက်ဆက်တဲ့ငလင်းပြင်အား6 5.5လောက်လှုပ်ခတ်ခဲ့လို့ဘူးလို့မိမိအိမ်ဒီဟိုပြိုကျသွားနိုင်တဲ့အထိရှိနေတယ်ဆိုလို့ရှိရင်တော့အများပြည်သူအနေနဲ့ကျွန်တော်အပြင်ဘက်ကိုထွက်ပြေးနေတာ အပေါ်ပြီးတော့ကောင်းမွန်နိုင်မယ်။လုံအပ်လို့ကျွန်တော်တို့အတွင်းဘက်ကိုဝင်ရမယ်ဆိုရင်လည်းခန္ဓာကိုယ်ကိုကျွန်တော်တို့အကာအကွယ်ယူပြီးတော့အထိကိမ့်မှုမရှိအောင်သူသဖြင့်ကောင်းပါတော့။အသက်အန္တရာယ်ဆိုရင်ရတဲ့အပိုင်းဖြစ်တဲ့ခေါင်းကိုကျွန်တော်တို့ဟိုဟဲလ်မက်လိုဟာမျိုးတွေစောင်းပြီးတော့ဝင်ရောက်ဟိုယူငင်းဆောင်ရွက်တာတွေလုပ်တင်တယ်။အဲဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ကနောက်ဆက်တွဲဟိုရင်းဖြစ်နိုင်တဲ့စိုးချိုးဖြစ်နိုင်တဲ့မီးပေါ့နော်မီးပေးပေါ့ခုနကဟိုခင်ဗျားပြောသွားတဲ့ဒီပါလေ။ ဟိုဟိုမန်လေးတက်ကတူပင်မဆောင်မီးလောက်လာမျိုးဒါတွေမဖြစ်အောင်ကျွန်တော်တို့ကဘာလုပ်နေလဲဆိုရှင်ရင်ဒီအဲ gas အမီးပိုတွေပါတွေတုံးတာမျိုးမီးမီးအိမ်မှာ gas ဥတွေပါတွေရှိတယ်ဆိုရင်ဒါတွေကိုကျွန်တော်တို့ကပိတ်ထားတင်တယ်နောက်လျှက်စစ်မီးကိုလည်းပဲအလိုအပ်မှတုံးပြီးတဲ့ခါကျတော့မလိုဘူးဆိုလို့ရှင်တော့ကျွန်တော်ပါတယ်ပိတ်ထားဖို့လိုအပ်တယ်ဒါလေးတွေကတော့ဟိုဟိုအဓိကဆောင်ရွက်တင်တဲ့ဟာလေးတွေကိုမို့လို့ကျွန်တော်တို့အကြံပြုတိုက်တွန်းလိုပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာဒီ ပြင်းအားပြင်းတဲ့ငလင်ကြီးကပေါ့နော်မြန်မာတနိုင်ငံလုံးကိုထိခိုက်ပျက်စီးတိုက်စုံမှုအများဆုံးလဲကြုံနေရတယ်ဆိုတော့ဒီငလင်ရဲ့ပြင်းအားကဆရာတမိုင်းတစ်လျှောက်မှာဆရာတို့လေးလာတွေ့ရှိခဲ့တဲ့ငလင်ငလင်တွေရဲ့နှိုင်းရှင်ပြီးတော့လဲသုံးသပ်ပြပါအောင်ခင်ဗျဟုတ်ဟိုဒီငလင်ကအခုရာစုနှစ်ပါပေါ့ဒီ21ရာစုနှစ်မှာတော့ကျွန်တော်တို့ထင်တယ်ဒီမြန်မာနိုင်ငံအနေနဲ့ပေါ့ဒီအတွဲမှာလှုပ်ခတ်ခဲ့တဲ့ငလင်တွေအ낵ကပြင်းအားအများဆုံးလို့အကြီးဆုံးလို့ကျွန်တော်တို့ယူဆရမယ်ပေါ့အဲ့တော့ငလင်အတန်းစားလဲပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးမားတဲ့ငလင် major earthquake အတန်းစားထဲမှာကျွန်တော်တို့ထည့်လို့ရတယ်ပေါ့အဲ့တော့ဒီငလျင်သည်အားလုံးသိတဲ့အတိုင်းပဲပေါ့စကိုင်းပြည့်၍ကနေလှုပ်တယ်အတိအကျပြောမယ်ဆိုရင်တော့ကျွန်တော်စကိုင်းပြည့်၍ပေါ့အင်းဝအစိပ်ပိုင်းကနေပြီးတော့လှုပ်တာပေါ့အင်းဝ segment လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒီအပိုင်းကနေပြီးတော့1839ပေါ့ကနေပြီးတော့1839ကလှုပ်ခတ်မှုတယ်အဲ့တော့ပြင်အားသည်အဲရှစ်နီးပါးရှိလိမ့်မယ်လို့ကျွန်တော်တို့အဲ့ဒီချိန်ကဒီနောက်ပိုင်းကျွန်တော်ခံမှန်းကြတာပေါ့ ဆိုတော့အဲ့ဒီအပိုင်းကနေဒါပြန်လှုပ်တာဖြစ်တယ်နှစ်ပေါင်းဒီ190 200နီးပါးကြာတဲ့ချိန်မှာဒါပြန်လှုပ်တာပေါ့နောက်တစ်ခါဒီ20ရာစုပေါ့1912လောက်မှလည်းပဲကြောက်ကျန်းငလင်ကနေပြီးတော့ sorry ကြောက်ကျန်းပြတ်ရွရနေပြီးတော့ဒီမင်းမြုံငလင်ဆိုပြီးတော့လှုပ်ခုတယ်ပြင်အားကွန်တသမ5နှစ်အထက်ရှိတယ်လို့ယူဆကြတယ်ဆိုတဲ့ခါကျတော့အဲ့ဒီရှေ့ကအဓိကအကြီးမားဆုံးငလင်တွေနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရှင်ဒီငလင်ဒီအခုလက်တော်ပေါ့နှစ်ပေါင်း120ရာစုအတွင်းမှာတော့အကြီးမားဆုံး ငလျင်လို့ကျွန်တော်တို့ကယူဆကြရမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအခုဒီစကိုင်းပြည့်ွေကျိုးကြော်ကြီးပြန်ပြီးတော့နှုတ်ထလာတယ်ဆိုပြီးတော့လေပြည်သူတွေကစိုးရိမ်မှုမြင့်တက်နေရဲဆိုတော့လေဒီအန်ရနဲ့တက်ရောက်မှုတွေကိုပြည်သူတွေနားလည်အောင်ဆရာအချင်းချင်းလေးတုံးသက်ပေးပါအောင်ခင်ဗျဟုတ်အမှန်တကယ်ကတော့ဒီစကိုင်းပြည့်ွေကငလျင်နေပြီးဟိုတောက်လျှောက်တော့လှုပ်နေကြတာเนาะအဲ့တော့ကျွန်တော်တို့ဟိုပါအနည်းစားဆုံးပြောမယ်ဆိုလို့ရှိရင်2012ကပေါ့ကျွန်တော်တို့ဒပိတ်ချင်းငလျင်လှုပ်တယ်ပြင်အား6.5 အိမ်ပေါ့6တသမ8နဲ့ကျွန်တော်ကလေးလုတ်ခဲ့မှုတွေဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစင်ကူစကိုင်းပြတ်ရွေးရပေါ့စင်ကူ segment ပေါ့စင်ကူပိုင်းကလုတ်တယ်လို့ကျွန်တော်တို့ယူဆကြရမှာပေါ့ဆိုတော့ခုမှပြန်ပြီးတော့နိုးထလာရတော့မဟုတ်ဘူးပေါ့နော်တကယ်တမ်းကကျွန်တော်တမိုင်းနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီစကိုင်းပြတ်ရွေးကအတော်တရီထားမယ်ဟာဖြစ်တယ်ရှုပ်လဲရှုပ်ထွေးတယ်ပေါ့အဲ့2000 1900 sorry 2012မှာတပေးချင်းငွေလင်းလုတ်တယ်အခု2025ပေါ့ကျွန်တော်ဟိုနှစ်73နှစ်လောက်ကြာမှာဒီငွေလင်းပြန်လုတ်တာဖြစ်တယ် ဆိုတော့သခိုင်းပြည့်ရတဲ့လျှောက်ကလှုပ်ခဲ့တဲ့ငလင်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟို1929 1929ကကျွန်တော်တို့ဒီဩဂတ်စ်လလောက်မှာကျွန်တော်ဘာဖြစ်မလဲဆိုရင်အဲစွာငလင်ဆိုပြီးတော့လှုပ်ဖူးထတာအာရှိတယ်ပေါ့နော်နောက်တစ်ခါ1930တော့မေလမှာကျွန်တော်တို့ဘကုန်းငလင်အများကြီးကြတဲ့ဘကုန်းငလင်ဆိုတာကိုဟိုကျွန်တော်ဘကုန်းငလင်ဆိုတာလှုပ်ခဲ့တယ်နောက်တစ်ခါ1930ထဲမှာပဲတခါဖြူးငလင်ပေါ့ဒီဇင်ဘာမှာတခါလှုပ်တယ် ီစကန်းပြတ်၍ရပဲเนาะဟိုဒီအပိုင်းတီတီကတောက်လျှောက်ကျွန်တော်တို့လာလေးတွေချပြီးတော့လုပ်နေတာနောက်တစ်ခါ1931ကျတော့မြန်မာနိုင်ငံရဲ့မြောက်ဖြားပေါ့ဒီအဲကချင်ပြည်နယ်အင်ဒိုဂျီဘက်မှာကျွန်တော်တို့တခါလုပ်တယ်အော်ဒီကလင်းလေးဒီပြင်းအားကခွန်ခွန်တက်တမသုံးပတ်ချာလဲလုပ်ခဲ့တာပေါ့အော်တောက်လျှောက်လုပ်လာတာဖြစ်တယ်အဲတော့ဟိုဆိုတော့ဟိုအခု2025မနေ့ကကျွန်တော်တို့လုပ်လိုက်တယ်ပြင်းအားကျွန်တော်7.7နဲ့လုပ်လိုက်တယ်အခုနာက event တွေလိုမျိုးကျွန်တော်တို့ဒီ စွာဖြူပကူအဲ့လိုငလင်မျိုးလေးလေး၅လချပြီးတော့ဇက်တိုက်မလုတ်ဖို့တော့ကျွန်တော်တို့ကမျော်လင့်ရတာပေါ့ဒါပေမဲ့အများပြည်သူတွေအနေနဲ့တော့အဆိုးဆုံးချိန်ကြီးပေါ့ဒါမျိုးလေးတွေလည်းဖြစ်လာနိုင်တယ်သတိနဲ့ကျွန်တော်တို့က awareness ပေါ့လေအခုကာလမှာဟိုနေရမယ်ဆိုလို့ရှိရင်တော့နေကြမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းလိမ့်မယ်လို့တော့ကျွန်တော်တို့ကအကြံပြုလိုတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာ အခုလိုမျိုးပေါ့နော်ဒီလိုမှန်းဆလို့ရနိုင်တဲ့သဘာဝဘေးရန်နေရတယ်မှန်းဆလို့မရနိုင်တဲ့သဘာဝဘေးရန်နေရတဲ့ပတ်သက်လို့ရောဒီတက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပြည်သူလူထုတွေကရောချိုးတင်ပြင်ဆင်ထားတဲ့အရာတွေကိုဆရာနေနဲ့နောက်ဆုံးနေနဲ့တုံ့တက်ပေးပါအောင်ခင်ဗျဟုတ်ဆိုတော့တဘာဝဘီအန်ဒီရီတဲမှာမြန်မာနိုင်ငံကပေါ့လေဟိုကျွန်တော်တို့ဒီမကြာခဏကြုံတွေ့နေရတဲ့တဘာဝဘီတွေကတော့အားလုံးတည်တဲ့အတိုင်းပဲကျွန်တော်တို့ရေးကြီးတာပေါ့နော်ဖလက်ကတော့မကြာခဏဘူးဖြစ်နေဖြစ်တာရှိတယ်အဲသို့တော်လည်းပဲဒီဖလက်က ျွန်တော်တို့ဒီမုန်းကစက်တိုက်ရွာနေပြီဒီပတ်စေရဲ့ပေါ့လေအဲဆိုလို့ရှိရင်ကျွန်တော်တို့ရေကြီးနိုင်တဲ့နေရာဒေသတွေက preparedness ပေါ့ကြိုတင်ပြင်ဆင်ပြီးတဲ့အခါကျတော့ဘေးလွတ်ရာကိုတနည်းလေး evacuate ပေါ့ရှောင်သွားလို့ရနိုင်တယ်နောက်တစ်ခါထုံနီးထူဆိုတာပဲ landslide ပေါ့မြေပြူလာတွေနောက်တစ်ခါ wildfire ပေါ့တော်မီလိုဟာမျိုးတွေကကျွန်တော်တို့ကနည်းနည်းလေးအချိန်အနည်းကပ်ဖို့ပါဖြစ်မယ်ဆိုရင်ကြိုတင်ပြင်ဆင်ဟိုရင်းလို့ရခံမှန်းလို့ရတဲ့ဟာတွေမုန်တိုင်းဆိုတဲ့ထူထူဆိုတာပဲကျွန်တော်တို့ကကြိုတင်ပြီး ဆိုတော့အဲ့ဒီထဲမှာမှဒီငလျင်ပေါ့အဲ့တော့ငလျင်ကကြတော့အချင်းတူအတွင်းမှာပေါ့ဟော၅နှစ်အတွင်း၁၀နှစ်အတွင်းမနေ့ဖြစ်ကနောက်နှစ်နှစ်စသည်ဖြင့်ပေါ့အချင်းတူအတွင်းကျွန်တော်တို့ခံမှန်းတွက်ချက်လို့ရတယ်သဘာဝဘီးထဲမှာပါမနေဘူးပေါ့အဲ့တော့ကျွန်တော်တို့ကကာလလက်ပေါ့ကာလရှိအဲ့ mid term long term prediction တော့ကျွန်တော်တို့ခံမှန်းလို့ရတယ်ဥပမာဆိုပါစို့1839အခုဒီအင်းဝပေါ့လေဒီစကိုင်းပြည့်ရဲ့အင်းဝ segment ကအနာဂတ်မှာပြင်အားကွန်တက်တမ9နှစ်အထက် ငနေနေလှုပ်နိုင်တယ်လှုပ်ခတ်ဖို့ရာအတွက်ကြာချိန်ပေါ်ကလည်းပဲနှစ်ပေါင်း200နီးပါးကြာပြီဆိုလို့ရှိရင်ပြန်ပြီးတော့လှုပ်ခတ်လာနိုင်တယ်ဒါမျိုးလေးတွေကျွန်တော် long term ခံမှန်းထားတယ်ခံမှန်းခဲ့ကြတယ်အဲ့တော့အများပြည်သူလူထုကိုလည်းကျွန်တော်တို့ကဒီဟိုပါခုံးလေအအသိပညာပေးတော့ဟောပြောပွဲတွေမှာတို့ဟိုကျွန်တော်တို့ဟို interview တွေမှာတော့ငလင်းပညာရှင်တော်တော်များများကဒါလေးတွေကိုဟိုသတိပေးလေးရှိတယ်ပေါ့လေဆိုတဲ့အခါကျတော့ဒါကတော့ဟိုဟို long term ကျွန်တော်တို့ကခံမှန်းလို့ရတာ ဆိုတော့ပြင်ဆင်မှုအနေနဲ့ကတော့ဟိုငလင်ဒီကဘာဘာဘေးမျိုးစားတစ်ခုနဲ့တစ်ခုပေါ်ပေါင်းမှုတည်ပြီးတော့ကွဲပြားကြတာလေရှိတယ်ပေါ့အဲဘာပဲဖြစ်ဖြစ်ခုနေတဲ့အဲမြို့ရွာပတ်ဝန်းကျင်ဒေသတွေဘလူးတဘာဘာဘေးအန်တဲ့မြို့မကြာခဏအကျုံရလေရှိတယ်လေအဲဆိုတဲ့အခါကျတော့ရေကြီးတာမကြာခဏကျုံရသလားမြေပြူတာကျွန်တော်တို့မကြာခဏကျုံရသလားငလင်းလောက်တာမကြခဏကျွာလာအထူးဖြင့်ဥပမာပေးမယ်ဆိုရင်စကိုင်းပြည့်၍တလျှောက်မှာရှိတဲ့ မြို့ကြီးတွေတော်တော်များများပြီးငလင်အန်တယ်ကကျွန်တော်တို့ကြံတဲ့အန်တယ်တွေနဲ့စားလို့ရှိရင်ပို့ပြီးတော့အော်တရီထားရမယ်ဟာဖြစ်တယ်။နောက်မကြာခဏလှုပ်လေလှုပ်တာမရှိဘူး။နှစ်ပေါင်းမြောင်များစွာကြာမှလှုပ်တဲ့အတွက်ကြောင့်မို့လို့လှုပ်လိုက်ခဲ့ပြီဟိဆိုလို့ရှိရင်အခုလိုမျိုးပဲအပြည့်အစုံအဆုံးရှုံးလူအသေးပြောက်ကညားပြလေးရှိနိုင်တယ်။အော်ဒါကြောင့်မို့လို့ဒီဟာကိုကျွန်တော်တို့ကဟိုဟိုကလင်တန်ခန်တိုင်းနဲ့ဟိုအဆောင်ဒီဇိုင်းမျိုးတွေကျွန်တော်တို့စောင့်ကြဖို့လိုအပ်တယ်။ နှစ်ကာလကြာနေပြီဆိုလို့ရှိရင် event ပေါ့လေမိသားစုတွေအနေနဲ့ကိုယ့်ရဲ့အိမ်ကိုဟိုနှစ်80လောက်ကြာနေပြီဆိုရင်ငါအိမ်ဒီကနေလုပ်လို့ရှိရင်ခန္ဓာရည်ရှိပါတော့မလားပေါ့ဒါမျိုးလေးတွေဟိုစမ်းစစ်ဖို့လိုလိမ့်မယ်ပြီးကြလို့ရှိရင်ခန္ဓာရည်မရှိတော့ဘူးဆိုလို့ရှိရင်ခန္ဓာရည်ရှိအောင်ပေါ့ retrofit ပေါ့ပြန်လဲပြီးတော့မွမ်းမံဖို့လိုလိမ့်မယ်နောက်တစ်ခါ public building တွေပေါ့အဆောက်အုံမျိုးတွေအဲကျွန်တော်ခုမန်လေးတက်ကတူလိုအမျိုးကျွန်တော်တို့ကြုံကြရတယ်တကယ်တမ်းဆိုရင်2012တပိတ်ချင်းကလေးလှုပ်ပြီးတဲ့အချိန်မှာမန်လေးမြို့တည်အစွန်ဖြားဖြစ်နေတော့ အပျက်စီးလေးတွေကတော်တော်လေးများခဲ့တယ်အင်ဝါဒီတာလည်းရောက်တယ်စကိုင်းပတ်ဝန်းကျင်ဆိုတဲ့တော်ဖရားတွေပျက်စီးကြတယ်ဆိုတော့မန္တလေးတက္ကသိုလ်တွေကအဆောင်တွေတော်တော်များများဆိုရင်လည်းပဲအူဟောင်းနေပြီဟိုထိခိုက်ခဲ့တာတွေရှိတယ်ဟိုဒါမျိုးလေးတွေဆိုရင်ကျွန်တော်တို့ကပြန်လည်ပြီးတော့ငုံမှန်တာမျိုးတွေပေါ့လေဟိုဒေသတိုင်းဒေသကြီးပဲဖြစ်ဖြစ်နိုင်ငံတော် level ပဲဖြစ်ဖြစ်ဒီအစိုးရတွေဒီဝန်ကြီးဌာနအသီးသီးကပြင်ဆင်ငုံမှန်ကြရတော့မှာဆိုတော့ဒါမျိုးလေးတွေကကျွန်တော်တို့ကြိုတင်ပြင်ဆင်ကြရမယ်သဘောရှိတယ်မိသားစုလိုက်တကူကြီးလိုက် ောက်တစ်ခါ administration ပေါ့လေအစိုးရအလယ်ပဲအတီးတီးအလိုက်သူတို့ဟိုခုနပြောသလို data အပေါ်မှာမူတည်ပြီးတော့ဘယ်လိုမျိုးသဘာဝဘေးတွေကြုံတွေ့ရနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့အစဉ်စဉ်ဟိုဘာဝဘေးအံတည်ရပေါ့လေစီမံခန့်ခွဲမှုဟို community မျိုးတွေဖွဲ့စည်းမယ် community ပေါ့လေအလူမှုဘာဝင်ချင်ဒီပါဝင်အောင်ပြည်သူလူထုပါဝင်အောင်ဒါမျိုးလေးတွေပြင်ဆင်ကြမယ်အဲမကြခဏကျွန်တော်လေ့ကျင့်ကြမယ်ဆိုလို့ရှိရင်နောက်ဖြစ်လာမယ်အဲတဘာဝဘေးတွေကအဲနည်းနည်းလေး ဟိုအထိကိဆုံးရှုံးမှုအတန်ဟိုဘာခေါ်မလဲအတော်တော်များများပေါ်ယူနေအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့တော့ယူဆမိတယ်ဟုတ်ဟုတ်ကဲ့ပါဆရာအခုလောချိန်ပေးပြည့်ရတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းအားကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ